ကရင်လက်နက်ကိုင်ဖွဲ့စည်းတွေပူးပေါင်းပြီးကရင်ပြည်နယ်မှာမူရင်စေဝါတွေကိုနှိမ့်နှင်းတော့မှာဖြစ်ပါတယ်ဒီသတင်းကိုတော့ခွန်ပါတာတင်ဆက်ထားပါတယ်ရှင်ကရင်ပြည်နယ်လက်နက်ကိုင်ဖွဲ့စည်းတွေဖြစ်တဲ့ KNU DKBA BGF KPF စတဲ့အဖွဲ့၆ဖွဲ့ကပူးပေါင်းပြီးမူရင်စေဝါနှိမ့်နှင်းတော့မှာဖြစ်ပါတယ်ကရင်ပြည်နယ်ရွှေကောက်ကူမြိုင်မှာဇွန်လ၈ရက်နေ့ကပြုတ်လုတဲ့၃ချိန်မြောက်အစည်းအဝေးမှာမူရင်စေဝါနှိမ့်နှင်းရေးပူးပေါင်းကော်မတီတရဖွဲ့စည်းလိုက်ပြီးမူရင်စေဝါနှိမ့်နှင်းရေးတွေကိုဆောင်ရွက်သွားမှာဖြစ်ပါတယ် ဒီလူလူတော်မဲ့တော်ထဲမှာတော်၎င်းဒီတောင်ရှိတဲ့အာအရာရှိအရာကနေရဲ့တင်ပြချက်အပေါ်တော်၎င်းကျွန်တော်တို့သိရတာကတော့ကရင်ပြည်နယ်တစ်ခုလုံးမှာတော့ဒီမူရီဆေးဝါတော့ပြည်နာကုန်ပြီလို့ပြောလို့ရပါတယ်အသိပင်းရတာအခုစီဝီပြီးတဲ့နောက်တော့အေးအေးယူဆောင်ရွက်သွားမယ်လေအဲ့ဒါပါပဲအဲ့တော့အားလုံးကတော့ဒီမူရီဆေးဝါနဲ့ပတ်သက်တဲ့လူတွေမှန်မှန်များကိုလည်းပဲဒီ လုပ်ငန်းနဲ့ပတ်သက်လို့ပြောချင်တာတော့ရက်တန်းကရဖို့ပဲပေါ့နော်။မူရင်းစေဝါနေနေရေးကော်မတီကိုအဖွဲ့၆ဖွဲ့တဲ့အထက်ကတဖွဲ့ကိုကိုယ်စားလှယ်၃ဦးရွေးချယ်ထားပြီးကော်မတီဥက္ကဋ္ဌကတော့ဘုံမူကြီးစောချစ်သူကိုရွေးချယ်ခဲ့ပါတယ်။ကျွန်တော်ဒီနေ့မှာဖွဲ့စည်းလာတဲ့ညီညွတ်ရေးကော်မတီရဲ့တာဝန်အဲ့ဒီမူစေဝါဒီပပအောင်ကော်မတီရဲ့ဖွဲ့စည်းလာတာအဲ့ဒီကျွန်တော်တို့ကရင်လူငယ်အားလုံးကရင်လက်နက်ကန်ဖွဲ့စည်းသူတွေအားလုံး ဝန်ဝန်ကူညီကြပါလို့ကျွန်တော်အပြစ်ပေးချင်ပါတယ်။ဒါပြင်မူရစ်စေဝါနေနေဖို့ကခရင်အမျိုးသားတစ်ခုတည်းမဟုတ်ပဲမြန်မာနိုင်ငံအတွင်းကတိုင်ရင်သားတဲ့အားလုံးရဲ့တာဝန်ဖြစ်တယ်လို့ကွန်ပျူတာဥက္ကဋ္ဌဖြစ်ရွေးချယ်ခံရတဲ့ဘူမူကြီးစောချစ်သူကပြောပါတယ်။ပထမဆင့်အနေနဲ့ပညာပေးပြုလုပ်ပြီးလာမယ့်15ရက်နေ့ကစပြီးမြဝတီခရိုင်မက်ပလဲနယ်မြေကိုစတင်ရှင်းလင်းတော်မှာဖြစ်ပါတယ်။ဥပဒေအရအရေးယူမှုတွေကိုလည်းဆောင်ရွက်သွားမှာဖြစ်ပြီးထိန်းသိမ်းရေးစခန်းတွေကိုတော့မြဝတီခရိုင်ရွှေကုတ်ကူမြိုင်မှာ အရေးပေါ်ထိန်းသိမ်းရေးစခန်းဖြစ်ဖွင့်လှစ်ထားမှာဖြစ်ပါတယ်။တေချာထိန်းသိမ်းရေးစခန်းတစ်ခုကိုလည်းထိုင်းမြန်မာနယ်စပ်ဖက်အန်ခရိုင်ထလော့စခန်းမှာဆောက်လုပ်သွားမှာဖြစ်ပါတယ်။ကျွန်တော်ခွန်ပါတာပါ။